မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ဘဝပြည့်အောင်လုပ်သွားတဲ့ဘရင်သမတ်ကိုလှုပ်ကြံဖို့အတွက်အဖေကိုရအောင်ယူပြီးနန်းရွေးတစ်ခုလုံးပတ်ပြင်းကြတဲ့ Imperialless ဆိုတဲ့ဇာတ်လမ်းဆိုင်ကောင်းကောင်းနဲ့နန်းရွေးဘုတ်ဘတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစားခင်မှာကျွန်တော်ရဲ့ channel အသေးလေးကို like and subscribe လေးလုပ်ပြီးပို့မြေတားရက်ခံအပ်ပါတယ်လက်ရှိဒီ channel မှာကတတိပေးချက်လေးတွေရှိလာလို့နောက်ပိုင်းမှာဗီဒီယိုတွေတင်မရတော့တဲ့အခါကျရင်ကျွန်တော်အခုပြထားတဲ့ channel လေးကနေဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ ဇလဆာတီချိုဘရင်လက်ထက်မှာစနေဟောင်းတွေအားလုံးကိုဖြုတ်ပြပြီးနိုင်ငံတော်အသေးထူထောင်ခြင်းကြောင့်စစ်ကိုလိုလာတဲ့အမတ်တွေနဲ့ငြိမ်းချမ်းခြင်းကိုလိုလာတဲ့အမတ်တွေကြားထဲမှာအငင်းခုံတွေဖြစ်နေကြကြတယ်။တမူးချုပ်ဂျိုယောင်ဂျူနဲ့တမူးကင်မီဂျီရွန်းလျောက်ကလည်းအောင်မြင်မှုတွေနဲ့အတူတူပြန်ရောက်လာကြပေမဲ့ဘရင်ကတော့ကင်းကိုပို့ပြီးအလီပီဆက်ဆံခဲ့လို့စစ်ပြန်နှစ်ယောက်ကြာမှာစိတ်ဝမ်းကွဲစရာတွေဖြစ်သွားခဲ့တယ်။အင်းရှေးဆိုင်ရာထူးနဲ့လွဲချော်သွားခဲ့တယ်။ဘရင်ရဲ့ငါးယောက်မြောက်သားဤပန်ဝင်နဲ့တွားတွေ့ပြီးပြန်လာချိန်မှာတမူးကင်အရှိကအ လေးတစ်ခုတယောက်ဖြတ်ပြေးသွားလို့အမိဖမ်းပြီးလက်ကိုဖြတ်ဖို့ဟန်ပြင်းလိုက်တယ်ပစ္စည်းပိုင်ရှင်အမျိုးသမီးကပဲကလေးကိုဒုက္ခိတဖြစ်အောင်မလုပ်ဖို့ဝန်တားပြီးအခိုးခံလိုက်ရတဲ့ပစ္စည်းကတံပိုးဖြတ်မရတဲ့အမွေဖြစ်နေလို့သူရဲ့ပတ်စံနေနေနဲ့အစားထိုးလဲပေးရင်နောက်ထပ်မခိုးဖို့ဆုံးမလွတ်လိုက်တယ်။ကင်းကတော့အမှုတော်ထံဘဝကိုနှုတ်ထွက်ဖို့ပြင်ဆင်ထားပေမဲ့သူရဲ့ရောက်ခမဖြစ်သူဝန်ကြီးချုပ်စံပုံကပေးမထွက်ပဲမိန်းတပ်ရဲ့တံမှုချုပ်အဖြစ်ယာဒူးတိုးပေးပြီးနောက်ထပ်တိုက်ပွဲတွေမှာဥဆောင်ဖို့ပြင်ဆင်ခိုင်းထားလိုက်တယ်။ ဂုံပြူပွဲမှာတော့တခိုးပန်းရင်တွေ့ခဲ့တဲ့မိန်းကလေးဂါဟီကဖျော်ပြပေးလို့အားလုံးလည်းငြိမ်သက်ရှူစားနေကြပေမဲ့အမြင်နဲ့မတင်းတိမ်တိုင်းနဲ့ဂျူယောင်ကထဖတ်နေလို့လူပုံအလဲမှာစောင့်တွန်းတာခံလိုက်ရတယ်။ရှယ်ရန်ရမ်းပြီးတတ်မယ်လို့မှအတွင်းမဆိုးသေးတဲ့အပြင်ဆိုးလေးမှန်းတီးလိုက်ရတော့အဝိတ္တတလွာချင်းခွာချနေလို့ဂျားရဲကကင်းလဲကောင်းကောင်းမွန်မွန်ဝင်တားလိုက်ပေမဲ့ပြောမရတဲ့အဆုံးမှာဓာတ်ကိုဖမ်းဆုပ်ထားလိုက်တယ်။မေတာပန်ဝန်းကိုယ်တိုင်ဝင်တားမှနှစ်ယောက်သားရက်သွားတော့ပုတ်ပတ်ခံရမယ့်ဂါဟီကိုပဲ ကိုယ်တိုင်ရွေးချယ်ခိုင်းလိုက်လို့ကင်းရဲ့လက်ကတန်ရာကိုပတ်တီးသွားစီပေးလိုက်တော့ဂျူယောင်လည်းရှောင်ပေးလိုက်ရတော့တယ်။ကင်းကတော့အပြင်ဆိုတာတွေအတွင်းဆိုတာတွေစိတ်ဝင်စားပဲစကားပြောပြီးပြန်မလို့လုပ်ပေမဲ့ဘုဘတ်မယ်ရီရဲ့တမိုင်းမှာပထမဦးဆုံးလူကမပြင်းသွားရင် image ကြပြီးနောက်လဲဘသူမှလာပြင်းတော့မှာမဟုတ်ကြောင်းပြောပြလိုက်တယ်။ကင်းလည်းပဝင်းကျင်အနေထားကိုတစ်ချက်ရှိုးကြည့်လိုက်တော့ချောင်းရိုက်မျက်လုံးတွေအရန်ပြားနေလို့ဟန်ဆောင်ပန်ဆောင်နဲ့အချွတ်ပြပြီးဝင်အိတ်လိုက်တဲ့အချိန်မှာအတိတ်ကအိမ်မက်ဆိုးတွေကြောင့်လက်နိုးလာခဲ့တယ်။ ကင်းရသားခြင်းကတော့ဘရင်သမတ်ဆိုတဲ့ပါဝါကိုအတုံးချပြီးမိန်ကလေးတိုင်းကိုလိုက်ဖြက်စီးနေတဲ့အချိန်မှာဘေးကမြောက်ထိုးပင်ကောကောင်းတွေကလည်းအယိုးရင်းလေးကြိုက်ပြီးပျော်ရွှင်နေကြကြတယ်။ကင်းကိုတော့ဘရင်ကိုယ်တိုင်တော်ဝင်သားချီးမြှင့်ပြီးလက်ရတမှုဖြစ်ကနေမိန်တက်ရဲ့တမှုချုပ်ဖြစ်တရားဝင်ယာတုတိုးပြီးလိုက်လို့ကျူရောက်လဲတင်းပြီးမင်းသားဘဝကိုသွေးထိုးပြီးလိုက်တယ်။တင်းချက်တွေကိုဂါဟီဘော့ပုံချဖို့ ရောက်လာခဲ့ပေမဲ့ဂျူယောင်ရဲ့ဘုတ်ဖက်ခံမဲ့အစားငါးစာပဲကြွေးလိုက်မယ်ဆိုပြီးရေထဲခုန်ချသွားလို့တမူးကင်လည်းနှမျောစရာကြီးဆိုအနောက်ကလိုက်ဆင်းသွားခဲ့တယ်။ကျမ်းမကြီးပြန်ကောင်းလာတဲ့ခါကြီးလဲတခြားကိုထွက်သွားဖို့စူးစမ်းနေခဲ့လို့ကင်လည်းအချိန်မီပြေးတာရဲ့နှစ်ယောက်သားဆောင်ထင်းထားတဲ့ဘုတ်ပတ်ချင်းကိုအမောတကောနဲ့ပြင်းထုတ်ပြလိုက်ကြတယ်။နောက်နေ့မှာတော့နန်းတွင်နဲ့ခေါ်ချလာလို့ရောက်မှဖြစ်သူစံပုံနဲ့ပြဿနာတွေဖြစ်ပြီးဂျင်းကသူ့ရဲ့သားရင်မဟုတ်ဘူးဆိုတာဖော်ထုတ်ဖို့ချိန်ချောက်လိုက်မှအချက်တွေကွဲမှာဆိုလို့ပြန်ငြိမ်နေလဲရတယ်။ ဂျင်ကလည်းဂါဟီနဲ့ပတ်သက်ဖို့လို့တက်လန်းတွေပိတ်ပါကြောက်ပြီးအပြည့်ရှင်းခဲ့ပေမဲ့အသက်ရှင်လည်းပြန်တွေ့ရတော့နောက်တစ်ခါနှုတ်ပိတ်ဖို့အတွက်နှီးမျိုးစုံနဲ့စူးစမ်းနေခဲ့တယ်။အကင်းပါရကင်ကတော့အရေးတွေ့တာနဲ့အတင်းပြေးလုံလိုက်တော့လုံချန်သူနှစ်ယောက်ကိုတိုက်ခိုက်ကြရင်အရှင်ဖမ်းဖို့စူးစမ်းနေတော့မှတမြောင်နဲ့ပြစ်လိုက်လို့ဂါဟီလည်းကြားတဲ့ကဝေကာပေးလိုက်တယ်။လက်မောင်းလေးရှက်ထီသွားပေမဲ့အကဲပိုရကင်ကတဲတဲသွားလုံနေတော့မှလုံချန်သူတွေလည်းသူတို့ကိုသူတို့အဆုံးစီရင်သွားလို့လက်မောင်းမဲမှန်တဲ့လူနာကိုဂုံးပိုးပြေးသွားတော့ဂျဲမိန်လည်းတင်းသွားခဲ့တယ် ုံချခိုင်းတဲ့သူကိုတော့ဘန်းဝတ်ထင်လို့ဒဲပဲသွားမိလိုက်မှရင်းနှီးခဲ့တဲ့မိတ်ဆွေနှုတ်ဦးလည်းအခြေတင်တွေစကားများရင်းစစ်တပ်တွေအလုံးရင်နဲ့စူးစောင်းနေတဲ့ကင်ကိုလည်းပုံကံဖို့ကြိုးစားနေတာလားဆိုပြီးပြတ်ဆွတ်ဆွဲလိုက်တယ်။တကယ်တမ်းမှာရောင်ကျူးနဲ့ဘန်းဝတ်ကနှစ်ယောက်ပေါင်းလုံချခဲ့တာဖြစ်သလိုဂါဟီကလည်းဂျင်းတို့တမိသားစုလုံးကိုဒုက္ခပေးနိုင်ဖို့ဘန်းဝတ်ရဲ့အကူအညီထောက်ပံ့တွေယူထားခဲ့ရတယ်။ ခြင်းကိုလည်းတဖန်ပြန်မြူဆွဲပြီးဘရင်ကိုယ်တိုင်ချီးမြှင့်ထားတဲ့အမွေအိတ်လေးကိုရအောင်ယူနိုင်ခဲ့သလိုခင်ကလည်းသူ့သားဖြက်စီလို့မိန်းကလေးတွေတော်တော်များများဒုက္ခရောက်နေတာကိုသိပြီးကောင်းကောင်းဆုံးမပေးလိုက်တယ်။ခြင်းမေကတော့မပတ်လိုက်ပြီးမိုက်ပတ်ပါရီထင်းနဲ့ကင်းအပေါ်ကိုဆွဆွဲနေလို့ငယ်ကျိုးငယ်သားတွေပြန်ဖို့ရင်ပြဿနာတွေကြီးတထက်ကြီးသွားခဲ့ကြတယ်။အမွေတော်ကာဟီကလည်းမိသမီးကိုထတ်သွားတွေ့ပြီးကျင်းရဲ့ယုံမှားမှုကြောင့်သူ့အမေကိုဆုံရှုံလိုက်ရတာတွေကိုဇလန်းတစ်ခုအနေနဲ့ပြန်ပြောပြလိုက်လို့မင်းသမီးလေးလည်းဇလန်းထဲမှာမျောသွားခဲ့တယ် ဂျင်းအမေကလည်းဂါဟီကိုခေါ်ပြီးသူ့ရဲ့အပေါင်းအသင်းတွေရှေ့မှာဖျော်ဖြေခိုင်းလိုက်ပေမဲ့ကင်ကိုရိုက်ပတ်စားပေးထားတဲ့သူမလို့ရင်းရင်းတီးတီးပဲမလုံနိုင်ကြောင်းပြောပြီးထွက်လာခဲ့လိုက်တယ်။လင်မယားနှစ်ယောက်လုံးကိုမကြေမနက်ဖြစ်နေတဲ့ဂျင်းအမေလည်းဂါဟီရဲ့အတုံးဆောင်တွေအားလုံးကိုမီးရှို့ပြလို့တခိုးလက်ထဲကပြန်ယူထားတဲ့ပစ္စည်းလေးလည်းပါသွားတော့ကင်လည်းမီးပုံကြားတဲ့ကရအောင်ပြန်နှိုက်ပေးလိုက်တယ်။ မယိုးမသားနဲ့ရောက်လာခဲ့တဲ့ကာဟီလေကင်းရဲ့အဖြူတွေမြေတားကိုမြင်လိုက်ရတော့စိတ်မကောင်းတွေဖြစ်သွားလို့ကျေးဇူးကိုပုတ်ပတ်နဲ့ဆက်ရင်တာမန်ဘဝနဲ့အေးအေးချမ်းချမ်းပဲပြင်းကျင်တော့တယ်ကင်းရဲ့အိမ်မက်တွေကိုနားထောင်ပြီးလိုက်တယ်စံပွန်ရဲ့ရှောက်တင်မှုကြောင့်ဘန်ဝဲရဲ့အမဲလိုက်ခြင်းကိုတားမြင်လိုက်ပြီးမြင်းတွေလက်နက်တွေကိုလည်းသိမ်းယူခိုင်းလိုက်လို့ကင်းတို့ရောက်လာတဲ့အချိန်မှာတကောင်မဲချံပြီးမြင်းတွေအားလုံးကိုတတ်ပြေးလိုက်တယ်စံပွန်တို့အုပ်စုတဲ့ဘန်ဝန်တို့ကြားထဲမှာလည်းပြိုင်ဆိုင်မှုတွေပြင်းထန်လာလို့တိုက်ပွဲအကောင့်ထဲပုံမဲနေကို တတ်မှတ်လိုက်တဲ့အချိန်မှာဂင်အပေါ်ကိုပဲတာဝန်တွေပုံချခံလိုက်ရတယ်။ဂါဟီကလည်းဂျင်းစီကလူလာတဲ့နန္ဒာကြီးကိုဗန်ဝတ်လက်ထဲမှာအလိုက်လို့သူတို့နှစ်ယောက်စားတီးခဲ့ကြတယ်။အချိန်တွေကိုပြန်တရီရပြီးလုံးကျန်ဆက်လက်အတွက်ဗန်ဝတ်ပေးထားတဲ့ပစ္စည်းလေးကိုကြည့်ရင်ဂင်အတွက်စိတ်မကောင်းဖြစ်သွားခဲ့ရတယ်။တိုက်ပွဲတွေစတင်မှုပြင်ဆင်နေတဲ့အချိန်မှာဂါဟီကလည်းဂျင်းကိုထောင်ချောင်းဆင်ဖန်ထားလိုက်ပြီးဗန်ဝတ်တို့အုပ်စုတွေကလည်းစတင်တိုက်ခိုက်လို့နန်းတော်တစ်ခုလုံးလည်းပွက်လို့ရိုက်သွားကြတယ်။ ဖန်ဝန်ကအရင်ဦးအောင်ဘရင်စီလာပြီးစမ်းဘုံတို့တပီးရောက်ခမကိုလှုပ်ကြံသူတွေအဖြစ်ဆွဆွဲလိုက်တော့သူစကားကိုမယုံလို့အဖမ်းခံထားရတဲ့ဂျင်းနဲ့ကာဟီကိုဖောက်ပြန်သူတွေအဖြစ်တဲ့ခေါ်ထုတ်လာလိုက်တယ်။မင်းကြီးကတော့သူ့သားကိုမယုံကြည်သေးပဲကင်းကိုပဲအခွင့်ရေးပေးပြီးကာဟီကိုနှုတ်ပိတ်ဖို့ညာရင်းချင်းတက်ခိုင်းလိုက်ပေမဲ့နှလုံးသားကလက်မခံတော့အခြေအတွက်နဲ့အသက်ပင်တည်တည်ဆိုနှစ်ယောက်သားဖတ်ပြေးလာလိုက်ကြတယ်။အနောက်ကဘန်ဝန်တို့တက်တွေမိသွားတော့မြားမှန်သွားတဲ့ကာဟီကိုလေပေါ်တင်လို့ပြီး တယောက်တည်းရောက်လာတဲ့ဂျူယောင်ကိုတတရရပဲအနိုင်ယူရင်းအသင့်ပြင်ထားလိုက်တယ်။နောက်ထပ်ရဲမက်တွေထတ်လွတ်လိုက်တော့မှဂါဟီနောက်ကိုဘသူမှလိုက်လို့မရအောင်လက်ကျန်လေးပါမီးရှို့ပြီးလူပေါင်းများစွာကိုတတ်နိုင်ခဲ့ပေမယ့်သူတို့ကိုယ်လုံးမှလည်းဓားချက်ပေါင်းများစွာအထိုးခံအခုတ်ခံလိုက်ရတယ်။နောက်ဆုံးကြမှာဘန်ဝန်လဲများနဲ့ပြစ်လိုက်ချိန်မှာရေထဲကျသွားလို့ဂါဟီလည်းလိုက်ဆင်းလာပြီးရင်ဘက်ကမြားကိုနှုတ်ပြစ်လိုက်တော့ကင်းဖြစ်ချင်းနဲ့အေးချမ်းချမ်းပြင်းလို့ရမယ်စိတ်ကူးရင်ကဘာလေးတွေရောက်သွားကြရင်ဇလန်လေးလည်းပြီးဆုံးသွားပါပြီ။ ဒီစကားလေးမှာပေးခြင်းတဲ့ message ကတော့နန်ွေပုံပတ်တွေကရှုပ်ထွေးတယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ